28ရက်နေ့ကငလင်ကြောင့်ကျွန်တော်မြေပြိုသွားတဲ့ဒီဘယ်တန်းရွာကိုရောက်ရှိနေတာပဲဖြစ်တယ်။အမြန်လန်း358ဖာအန်358မိုင်ကျွန်တော်ဒီဒုဋ္ဌဝတီတရားအနီကဘယ်တန်းရွာကိုရောက်ရှိနေတာဖြစ်တယ်။အော်ဒီနားလေးပြိုသွားတာ။စင်မင်းဆက်ယုံပေါ့နော်။စင်မင်းဆက်ယုံသူသူရဲ့တန်မိုးလေးဆိုစိတ်သုံးမမို့လို့အလုံးပြည့်စုံဆုံးနေသူဆိုဝင်နှန်း2ယောက်ပိုင်ရှင်2ယောက်4ယောက် ်တက်ပေးလိုက်ရတယ်ပေါ့ဗျာ။ဟော၄ယောက်ဒီမှာအသက်ဆုံးရှုံးသွားတယ်ပေါ့။ပေးပေးလိုက်ရတယ်။ရှင်းနာလေးတော့ကြည့်လို့ရလား။ဟုတ်ပါရဲ့။ဒါကျွန်တော်တို့ဒီလူလာလူရဲ့လူတွေလည်းတွေ့ရတယ်။ဆိုတော့အဲအဲ့ဒီမလာ၂၈ရက်နေ့ကနေပေါ့လေ။ဒီငလီလုတ်တော့ဦးလေးကဒီမှာရှိနေလားမသိဘူးဗျာ။အဲ့ဒီကဦးလေးရဲ့အတွေ့အကြုံလေးတစ်ချက်လောက်ပြောပြပေးပါဦးဗျာ။အဲ့ငလီကတော့လုတ်လုတ်လို့ရှိရင်တော့ကျွန်တော်တို့အစဟိုဘူးပဲရင်ဒီပဲရင်ပေါ့။ အဲ့လှုပ်လှုပ်ခြင်းရတယ်အဲ့လိုလှုပ်ပြီးတော့သုံးပြက်ပေါ်တော့ဒိန်ဒိန်နဲ့ခြားရတဲ့အချိန်မှာကျတို့ဒါကြီးအကုန်ပြက်ပါသွားဒုက္ခဝိဒရာဆိုတော့မိုင်းတိုင်းသုံးငန်းချက်ဇီလိုပါလောက်ပါဒီဒုက္ခဝိဒရာလေးပြက်ကြသွားတယ်အဲ့အဲ့ဒီဒါတော့ခြေနေလေးပေါ့နော်ဟုတ်လှုပ်လှုပ်ခြင်းမှာပဲဒီဟာတွေအကုန်လုံးပြိုသွားတာပေါ့လားလှုပ်လို့ရှိရင်အဲ့ဒီပထမတစ်ချီကနေဒါတွေပါသွားပြီပါသွားပြီခုံတော့ပေါ့ဗျာဒေါင်းဒိန်ဒိန်ဆိုတာသုံးချက်လောက်ဆင့်ခုံတဲ့အချိန်မှာပါသွားတာပဲဟုတ်ဟုတ်ကဲ့ပါဒီနေရာတော့လုံးဝနေလို့မဖြစ်တော့တခြားနေရာကိုကြောင်းနေရမှာပေါ့နော် ာရဲတော့တို့ကဒါရေဒုတော်ရီမြည့်ရေခြေရော်ရီမြည့်ရေပုံမဲနေတာဒီကတမိုင်းမဲကြီးရောပုံမဲနေတာရေစိုးကျွန်တော်ကဝါစိုးဝါကောင်းလို့ဒါရီကအခုမြုပ်တာဟောဝါစိုးဝါကောင်းဆိုရေမြုပ်တဲ့နေရာလေကျွန်တော်တို့ကရေရေခံစားရတဲ့အင်းဝမြို့ပေါ့နော်ဝါစိုးဝါကောင်းဆိုကျွန်တော်တို့ကရေရတော့တရေရတော့ခံစားရတာပဲရေခံစားရင်ဒါရီကအခုမြုပ်မှာလုံးဝနေလို့မရတော့ဘူး ဟိုအရင်ကအဲ့လိုဝါသွားကောင်းဆိုရေမြုပ်နေတဲ့နေရာတွေပေါ့နော်ရေမြုပ်နေတဲ့နေရာဟိုအချိန်ပေးရမှာပေါ့ဗျာ၁၀နှစ်၁၅နှစ်အချိန်ပေးလို့ကောင်းထုံးလာရင်တော့ဒီလိုနေရာလေးတော့ညာကောင်းရနိုင်တယ်လောလောဆယ်ကတော့ဟိုအနည်းဆုံး၁၀နှစ်နောက်ကတော့လုံးဝနေလို့ပြရတော့အခြားနေရာပဲသူတို့ရှိဖို့ပဲစဉ်းစားတယ်သူပြလာတဲ့ခက်ခဲတွေတော့အများကြီးပေါ့နော်ဒါငလီမိဆိုတာစိတ်တန်ရအောင်အားလုံးခိုက်ခိုက်ဒါကဘူးတူးတွေမပေါ့ဘူးအများပေါ့ဒါပေမဲ့လည်းကျွန်တော်ဒီမှာတော့ င်နဲ့လာလို့တအားဖြစ်တာပေါ့နော်တအားဖြစ်ပြီးတော့စိတ်သက်သက်ခိုင်ခိုင်ဓာတ်ပြီးတော့အလုံးတော်လောလောဆယ်တော့စိတ်သက်တာတော့တပိတပန်းတော့ပြေပြောက်သွားပြီပေါ့နော်သူဒီကမ္မပါတဲ့15ရင်ရတော့သူတို့ရဲ့ဝိုင်းလေးတွေဝယ်မယ်ဝယ်ပြီးနေရထိုင်ရဲတော့အရှင်ပြောင်တော့ကျွန်တော်တို့ဆောင်ရွက်ထားပါတယ်တော့တဒဦးမြို့နယ်တပေတန်းရွာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။မြေဖြိုသွားတဲ့ရွာပေါ့လေ။မလ28ရက်နေ့ကံကလင်ကျောင်းဒီမှာ ရှိမှမြင်ရတဲ့အတိုင်းပဲအကုန်လုံးပြိုသွားတယ်မြေပြိုသွားတယ်မြေဖက်ကိုအကုန်လုံးမြေသားတွေပြိုလဲသွားတဲ့အခြေအနေဒါအခုကျွန်တော်နင်းနေတဲ့လမ်းကကျွန်ကျသွားတဲ့လမ်းဒါတို့ဒီရွာကဥက္ကဋ္ဌပြောပြပုံရဒီလမ်းကတို့ဒီရွာကပဲကိုထုကိုထလောလောဆယ်သွားလို့ရအောင်ပြန်ခင်းထားတယ်လို့သိရတယ်ခင်ဗျာ ိုးမှာဆိုကျွန်တော်တရားအပြူနေညင်ညာလုထဝတိတရားပေါ့လေပျက်စီးနေတဲ့အနေထားပေါ့တွေ့ရပါတယ်အခုလုထဝတိမြစ်သေးဘက်ကို အကုန်လုံးကျွန်ကျသွားတဲ့အနေထားတွေ့ရတယ်ကြာအဲဆိုရင်ကျွန်တော်တို့ဟောမပျက်စီးရဲ့ခြံနေတဲ့အင်းအစိပ်ပိုင်းနေတက်နိုင်တယ်များပြန်သုံးမှုအင်းဖြတ်နေတဲ့အနေထားကိုတွေ့ရတယ်ခင်ဗျဒါကျွန်တော်တို့ 25အင်းနေကြီးပြိုရဲ့ထဲပါသွားတယ်လို့သိရတယ်ခင်ဗျာနောက်ကိုတစ်ချက်လောက်ဆင်းကြည့်ရအောင်ခင်ဗျာခန်းရှောက်လို့ဖြစ်တယ်ဆိုရင်အနေထားလေးပေါ့ဗျာ မှာကျွန်တော်ဆင်ဦးလုပ်ငန်းနေတယ်လောက်တယ်လို့ကြားသိရဆင်ဦးအပြည့်စီတွေ့ရတာပေါ့ရှေ့အမြင်နေရတာကတော့ဒါဒုထဝတိမြစ်ပါခင်ဗျဒါကတော့ကျွန်တော်တို့တရုံမျိုးနဲ့ပပယ်တန်းကျွာမှာမလ28ရက်နေ့ကငလင်ကြောင့်မြေပြိုကျပျက်စီးသွားတဲ့အခြေအနေပါခင်ဗျပပယ်တန်းကျွာကကျွန်တော်တို့ဒီ မလ28ရက်နေ့မလင်ကြောက်ပေါ့လေဒီမြေပြိုမှုမှာဒီကိတ်တန်ရရရှိခဲ့တဲ့ဒီကဗတူရသားတွေကိုကျွန်တော်ဒီကိုတထွေးနိုင် public media group ရဲ့အလူလေးကိုလာရောက်လှူဒန်းနေတာပဲဖြစ်ပါတယ်ဒါတော့ရွာရဲ့ဘုံကြီးတောင်ဝင်းနေမှာပေါ့ဒီမှာမြင်ရတဲ့အတိုင်းပဲတန်တန်ရထုတ်ထားတယ်မလင်ကြောက်ပြိုချတဲ့ဒီအထက်မှာပါရမီသားစုံရိုင်းနေနေလို့ရတဲ့ ဒေတန်လေးအားလေးထိုးပေးထားတာကိုတွေ့ရတယ်ခင်ဗျာငလင်းလောက်တဲ့နေရာပေါ့လေဟိုကြုံခဲ့တဲ့ဖြစ်ဖြစ်လေးတစ်ချက်လောက်ပြောပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ညငလင်းလောက်တာတော့ဆရာဟိုကျွန်တော်တို့7နာရီ50ရာနေလောက်လိုက်ကလေးကဒီတိုက်ကြီးကတခါတည်းမကြည့်တော့ကြာသွားတော့တောက်တော့တဲ့နေမှာဒီကလေးမှလေးရတော့ပြည့်နေ9နာရီမှပြန်ရတာပေါ့ဟော9နာရီမှပြန်ရတာဟုတ်ကဲ့ကျွန်တော်ညီမလေးကတော့ညနှစ်ချက်ထိုးမှပြန်ရတာ ဟုတ်ကဲ့ပါနောက်နောက်ရက်နှစ်လိုက်ထုံးมาပြန်လာဒါ28ရက်နေ့အချိန်လေးပေါ့29ရက်နေ့မနက်နှစ်လိုက်မနက်နှစ်လိုက်ထုံးมาပြန်လာအဲ့မှာ तू ပြည့်ရတဲ့အတိုင်းနဲ့ဒီမှာလမောင်းကလည်းဒီပြည့်တာဆိုဒီမှာဖြတ်ပြီးစောစောကြီးထုတ်လာတော့ तू ကလည်းအဲ့အကြောင်း तू ကတက်တာတော့ तू ကဒီမဆုံနဲ့ဟိုကနေပဲအဲ့တော့ညှက်နေတာဟုတ် ညနေတော့ကြာဆွဲထုတ်လို့မရဘူး။အဲ့မှာကန်းလေးပိုင်းနဲ့ဖောက်ပြီးတော့အဲ့ဒီတဘာကဝင်မောက်လေးကတေးတေးလေးရှိတာကိုအဲ့အမိုးလေးထဲမှာဝင်ပြီးတော့အဲ့ဒီဥင်းလေးနဲ့အဲ့ဒီဥင်းလေးနဲ့ပြီးတော့ဟောငါဟဲ့ရ။အဲ့မှာတမိဆိုတော့အဲ့ထမရေးရေးထိုးတယ်တော့ကလေးရဲ့တယောက်မှလူရဲ့တယောက်မှမရှိတော့အဲ့ဒီကဘာမှမလုပ်ဘူးအားပေးရည်ရည်ကြည့်ကြည့်ဖြောက်ပြီးရတယ်။အာညနေကြမှာအိုးနဲ့ပြန်လောက်ပါအဲ့မှာပြန်ဖို့လေခိုင်းနေတယ်တိုက်ကြည့်ဟော့ဟော့ပြီးမှ အကုန်ပြန်လို့ယူယူရတာပေါ့ဒီမှာ9နာရီလောက်မှသူကထုတ်လို့ရတယ်ကိုကလေးကတော့ညညတိအကုန်လုံးခေါ်ထုတ်နေ20ဝယ်နေမနေ့9နာရီပေါ့9နာရီမှပြောရတယ်ပြန်ရတယ်ကျောင်းကျိုက်တွေပါလေကျိုက်တွေပါလေနဲ့ထောက်ထောက်ပြီးဂန်းတွေပါလေနဲ့ဖောက်ပြီးမှဒီလိုဆွဲထုတ်ကြတာဘယ်လိုအလွယ်လူလို့မရဘူးဟုတ်အခုလောလောဆယ်နေထိုင်ရတော့ဘယ်လိုမျိုးရှိလဲဗျနေထိုင်ရတော့အခုလော အင်းအကလေးကတော့သေယုံပါဒီကလေးကတော့ဒီလိုပဲနေရတော့ပေါ့ဗျာလေပူလဲဒီတိုင်းမိုးရွာလဲဒီတိုင်းအင်းနေရတာဘယ်သူမှပြန်လို့မရသေးဘူးဟိုစားရေးတောက်ရေးရောအဆင်ပြေလားဗျာဟုတ်စားရေးတော့ရအဆင်ပြေပါဟုတ်ဒါရောက်ဟိုလူကြမ်းကြတဲ့လူတွေရောရှိလားဟုတ်ရှိပါလေတခြားဘာတွေလိုအပ်တာမျိုးရှိသေးလားဗျရေတိုင်းတွေကတခြားတခြားလိုအပ်တဲ့ဟာတွေပေါ့ရေတိုင်းရေတိုင်းကမရဟုတ် ရေတွင်းတူးလို့မရဘူးဟုတ်တယ်ရေတိုင်းရေတိုင်းကန်းကုန်လာပေါ့ရေပြန်မထွက်တော့လားခုနရေရေဆိုတာကိုတိုက်ပွင့်လာမဟုတ်ဘူးကျွန်တော်တို့မေးပါလက်ပြတဲ့ကောင်မလေးရဲ့အမေအောက်ကရေကြီးအကုန်ပွင့်ထွက်သွားပြီးတော့သူကရေလာပြီဆိုပြီးတော့ငါသမီးလေးကိုကယ်မယ်ငါသမီးတို့သွားပြီးတော့ကန်ဖို့လာတဲ့လူရဲ့ဆုလာတော့ကျွန်တော်အဲ့ရေရေဆိုတော့ကျွန်တော်လူရဲ့ပြန်ပြေးကိုပွင့်ကိုလေးရေရဆိုတော့အဲ့ရေရေကအောက်ကရေကြီးအကုန်ထုတ်ပြီးတော့သူတဲတဲပိတ်သွားတယ်ပေါ့သူရေကလုံးဝကို လုတ်လို့မရတော့ပုတ်လို့မရအဲ့မှန်ဒီမှန်နဲ့အကုန်စုပေါင်းပြီးဒီဆက်ကြီးနဲ့ဒီမောင်းပြီးတော့ဒီပေါ့နော်ရလာတယ်ဒီကပေးလို့ရှိရတာဒီဆက်မှာပဲဒီကံမှာပဲဒီလိုက်တက်ရွာလုံးဒီမှာပဲဟုတ်ကဲ့ပဲတမ်းပဲတက်ရွာ အင်ဂျင်တရား80လုံးဒီရေတွင်းကိုပဲထုံးနေတာပါဟိုဆိုင်းဆောင်ရတော့ခုချင်းကခုနကဝေးရနေတော့ဝေးရနေတယ်ပေါ့ကအဲဒီကလာဦးလိုက်ဒီကလာဦးလိုက်ဒီနေ့ဦးလိုက်ပါဦးလိုက်အဲ့အပြီးပဲပြင်ပြေးနေရခုချင်းကမှာတော့ဘာမှလှုပ်ရှားလို့မရဘူးဒီလိုပြောလို့လည်းလုပ်ငန်းမရှိပါမရှိနဲ့ခုလေးဟိုအတွင်းနဲ့ခုခုမှဒီကနေပြီးတော့ပြန်ပြီးတော့အဲ့အမလေးလို့ပါ ဟိုဟိုဝေချိုင်းလေးလာပြီဆိုလို့ရှိရင်အကုန်လုံးအိမ်တော်လူလေးနေနဲ့နော်ခမင်းတို့တို့ခမင်းတို့ပေါ်ကဆန်းလို့ဆန်းအကုန်လုံးပေါ်အုံလေးအဲ့အမောလေးသွားပြီးတော့ယူရအဲ့အလေးနဲ့လေပတ်နေဟုတ်ကဲ့ပါဟုတ်ဖြည့်ကြပြီးတဲ့အတွက်ကျေးဇူးပါဗျဟုတ်ကဲ့အေးကလေးတွေကလည်းကျေးဇူးတင်ပါတယ်ကွာမင်းတို့တော့ဒါမုန်းလေးတွေသူ့လိုရှိရင်လေးလေးကမိရလဲဒီကပြည်ရဆိုတော့ဒီလေးပဲဟိုပါပြပါဘူးဘယ်ဘဲတဲ့ရွာပွင့်ချောင်းကအလုံးလေးဖီလီး ပျက်စီးသွားတာပါလေဒီချက်တော့သွားကြည့်ရအောင်ခင်ဗျာအားရှိသမျှတော့အကုန်လုံးအဖြစ်ဖြစ်ချက်မှရဒါဖနာပြင်းလို့ရတယ်ခွင့်ပြုထားပါလေဟုတ်ခိုင်းမိမှာဆိုလို့ကျွန်တော်ဒီမှာဒီဖျားနေလို့ဒါလည်းဆိုဖျားဆင်းမှုတော်ကြီးတွေရောရှိတယ်အကုန်ပြိုကြကုန်လို့ဒီဖျားကြီးတွေလို့ ဒီထဲမှာတော့ကျွန်တော်တို့ဟိုဒံရရထိခိုက်တူတွေရှိလာဗျာဒီကတော့မရှိဘူးခင်ဗျာဟိုဟာဘုန်းကြီးကတော့ဟိုဘက်မှာသတင်းသုံးနေရတာဒါဘုန်းကြီးရနေတဲ့ဆောင်းလေးပါဒါဒီမှာပြိုးကုန်ဘုန်းကြီးចောင်းဆောင်းလေးပါပြိုးကုန်တာပြည့်စည်ရတော်တော်များရဲ့နော်။အာမောင်ဖရားနိုင်ကိုဒီဆက်အကုန်လုံးကိုပြည့်စည်ကုန်တယ်။ အောက်လာဆိုဒီဖျားတစ်စုပဲရှိတော့ဒါတော့တရားတော်မူမလို့နော်ဟုတ်ကဲ့ကျန်တာရတော့ဒါကြီးရဆိုဖျားထင်းလို့ဒီပါဟုတ်ဘောကနေကြာလာတယ်မဟုတ်ပါနဲ့ဒီလိုပဲကောင်းလေဒီကောင်းလေဒီကောင်းအထက်ဆုံးอ่ะဒါဖျားထီးတော့ဟုတ်ကဲ့ဒါအပေါ်ကအပေါ်ဆုံးပေါ့ တို့တွေပါလေတော့မှဒီခါမှမယူလာတော့ဘူးသူတို့ခရီးလူတွေဒီနေ့မှစီးဝေးလောက်တာပါဒါခရီးအထီးပေါ့